ကိုရဲ့အောင်မြင်မှုကကိုမတက်မတ်ထားဘူးဆိုရင်ခက်ခဲသွားလိမ့်မှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီနေ့ကိုကိုပြန်ပြီးတတိထားဖူးလား။ဒီနေ့ကိုလှုပ်နေတဲ့အလောက်ကကိုလှုပ်ချင်လား။အာကိုနေချင်လား။ သူများလက်အောက်တွေနော်သူများခိုင်းတာကိုလှုပ်ချင်လားမလှုပ်ချင်ဘူးဘာကြောင့်ကိုနေနေရတာလဲဆိုတော့အာကိုမမတက်မတ်ထားတာကိုဘလို့မျိုးဘဝနဲ့နေထိုင်သွားချင်တာလဲဆိုတော့အာကြောင့်မို့ဒီနေ့ကိုတီးလိုက်ပြီးဆိုရင်နော်ကိုလိုချင်တဲ့ဘဝနေထိုင်ချင်တဲ့ကိုရဲ့အောင်မြင်မှုကလွယ်ကူချင်တယ်ဆိုရင်တက်မတ်လိုက်ပါငါဘလို့မျိုးဘဝနဲ့နေထိုင်သွားမလဲရေးချလိုက်ပါစအုပ်ပေါ်မှာဟုတ်ပြီနော်နောက်တစ်ခုတော့ကိုရဲ့အောင်မြင်မှုကလည်းလွယ်ကူချင်တယ်ဆိုရင်ကိုကိုယ်တိုင်ပဲတက်မတ်ထားလိုက်ပါကိုရဲ့အောင်မြင်မှုကပေါ့နော်လူတွေပေါ့နော်ကျမ်းမ မရေးကောင်းအောင်လုပ်ပေးသွားမယ်အာအဲ့လိုမျိုးအဲ့လိုမျိုးကဘယ်လိုမျိုးခေါ်လဲဆိုပစ္စည်းကောင်းပေါ့နော်လူတွေကျန်းမာရေးကောင်းတဲ့ပစ္စည်းကိုရောင်းတာနဲ့တထေးဖြစ်သွားမယ်အာအဲ့လိုမျိုးပေါ့နော်တတ်မှတ်ပေးရမယ်နော်ဒါမှမဟုတ်လူတွေပေါ့နော်အာဘဝတိုးတက်အောင်လူတွေလိုင်းလွင်တက်အောင်လူတွေပေါ့နော်ဆရာကောင်းတယောက်ဖြစ်အောင်အဲ့ဒီလူတွေဆရာကောင်းတယောက်ဖြစ်တဲ့ပုံမှာငါအောင်မြင်သွားမယ်ငါတထေးဖြစ်သွားမယ်ဘလိုမျိုးလဲဆိုတော့လူတွေကိုပေါ့နော်အာတင်ပြလို့တန်းအောင်တင်ပြပေးတာ ਨੇ ကိုကအောင်မြင်သွားမယ်အာ အဲ့လိုမျိုးကိုမတတ်မှတ်ထားဘူးဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ကိုကားဘောတော့သူများလဲအောက်မှာပဲနေနေနေရတယ်ပြီးတော့ကိုရဲ့အောင်မြင်မှုကစူးစားရမယ်အလောက်ခက်ခက်မမောနဲ့လောက်သွားရတဲ့သူဖြစ်သွားမယ်အောင်မြင်မှုလွယ်ကူခြင်းနဲ့ဆိုရင်ကိုကိုတိုင်ဘလို့မျိုးအလောက်နဲ့အောင်မြင်သွားမလဲဆိုတာတတ်မှတ်ပေးလိုက်ပါဟုတ်ပြီနော်အောင်မြင်မှုဆိုတာလွယ်ကူတယ် coach ရည်တင်လေးပါ